စမယ်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကကမ္ဘောဒီးယားနိုင်ငံရဲ့တမိုင်းမှာအမောင်မိုက်ဆုံးအကြီးတန်းဆုံးနဲ့အရက်ဆက်ဆုံးဖြစ်ခဲ့တဲ့ခမာနီဒေါ်လန်ကြီးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်လူသားပေါင်းများစွာရဲ့အသက်ကိုဆုံးရှုံးစေခဲ့တဲ့ဒီဖြစ်ရဆိုးကြီးကိုဘယ်လိုစတင်ခဲ့လဲဘယ်လောက်ထိရက်ဆက်ခဲ့ကြသလဲနောက်ဆုံးဗီယက်နမ်ကဘာလို့ဝင်ရောက်ဆွတ်ဖက်ခဲ့သလဲ သူ့ရဲ့ဝင်ရောက်ဆော့ဖက်မှုကဒီလူမျိုးတုံးတက်ဖြတ်မှုကိုဘလို့အဆုံးသက်သွားစေခဲ့လဲဆိုတာကိုအားလုံးနားလည်လွယ်အောင်တဆင့်ချင်းပြောပြသွားမှာဖြစ်ပါတယ်ခမာနီဝေဖွာခြင်းခမာနီဆိုတဲ့အဖွဲ့အစည်းကြီးဘလို့ပေါ်ပေါက်လာလဲဆိုတာကိုစပြောရရင်1950ပြည့်လွန်နှစ်တွေစီကိုပြန်သွားရမှာပါအဲ့ဒီချိန်တုန်းကကမ်ဘောဒီးယားနိုင်ငံဟာ ပြင်သစ်ရဲ့ကိုလိုနီဘွားကလွတ်မြောက်ပြီးကစားအချိန်ပေါ့ပြောရရင်နိုင်ငံရေးတိတ်မတည်ငြိမ်သေးတဲ့ကာလအဲ့ဒီအချိန်မှာပိုပေါ့လို့လူသိများတဲ့စလော့ဆာဆိုတဲ့ပညာတတ်လူငယ်တယောက်ဟာပြင်သစ်နိုင်ငံမှာကြောင်းသွားတက်ရင်ကူမြင်နစ်အတွဲခေါ်တွေနဲ့တီတွေ့ခွင့်ရခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကမ်ဘောဒီးယားနိုင်ငံကို ပြောင်းလဲပစ်ဖို့ရည်ရချက်တွေစတင်လာပါတော့တယ်သူနဲ့သူ့ရဲ့နောက်လိုက်တွေဟာကမ်ဘောဒီးယားကွန်မြူနတီပါတီ Communist Party of Cambodia CPK ဆိုတဲ့အဖွဲ့ကို1952ခုနှစ်မှာတည်ထောင်ခဲ့ပြီးအဲဒီနောက်ပိုင်းသူတို့ရဲ့လက်နက်ကင်တပ်ဖွဲ့ကိုခမာနီလို့လူသိညာလာကြပါတယ်သူတို့ဖွဲ့ရဲ့ယူဆကတော့မျိုးပြလူနေမှုဘဝတွေကိုဖျက်ဆီးပစ်ပြီးလုံးဝလေယာစိုက်ပျိုးရေးကိုအခြေခံတဲ့ Communist နိုင်ငံတစ်တခုကိုတည်ထောင်ဖို့ပါပဲအားစုစည်းတိစောက်ခြင်း1960ပြည့်လွန်နှစ်တွေမှာတော့ ခမာနီတွေဟာတပြေးပြေးနဲ့ကျေးလက်ဒေသတွေမှာအင်အားစုစည်းလာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ American Vienna စစ်ပွဲကလည်းအရှင်ကောင်းနေခဲ့တဲ့အချိန်။ American တွေဟာကွန်မြူနစ်လိုလားတဲ့မြောက် Vienna ကူညီထောက်ပံ့တဲ့လမ်းကြောင်းတွေကိုဖျက်တောက်ဖို့အတွက်ကမ်ဘောဒီးယားနေနေမိတချို့ကိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ဒီအချိန်နေကြောင်းကမ်ဘောဒီးယားဟာမတည်ငြိမ်မှုတွေပိုဆိုးလာခဲ့ပြီးလူတွေဟာလည်းကမ်ဘောဒီးယားအစိုးရကိုမကျေနပ်တာတွေပုံများလာခဲ့ပါတယ်။ ဒီအခြေအနေကိုခမာနီတွေကအခွင့်ကောင်းယူခဲ့ပြီးလူလူထောက်ခံမှုရအောင်စီရင်နိုင်ခဲ့ပါတယ်1990ခုနှစ်မှာတော့ကမ္ဘောဒီးယားဘုရင်ဆီယာနော့ကိုစစ်တပ်အကြီးအကဲလွန်တော်ကအာဏာသိမ်းခဲ့ပြီးဒီအာဏာသိမ်းမှုကို အမေရိကန်ကြောထောက်နောက်ခံပေးခဲ့တယ်လို့ဆိုခဲ့ကြပါတယ်အာဏာသိမ်းခံလိုက်ရတဲ့ဆီယာနော့ဟာခမာနီနဲ့မဟာမိတ်ဖွဲ့လိုက်ပြီးလွန်တော်အစိုးရကိုတော်လှန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့ကမ္ဘောဒီးယားမှာ ပြည်တွင်းစစ်ပုံမကြီးထွားလာခဲ့ပြီးခမာနီရဲ့အင်အားကလည်းတဖြည်းဖြည်းတောင့်တင်းလာပါတော့တယ်ဖနန်ပင်ကြာဆုံးခြင်း1985ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ခမာနီရဲ့အင်အားဟာအထွတ်ထိပ်သို့ရောက်ရှိလာခဲ့ပြီးသူတို့ဟာမြို့တွေကို တမြို့ပြီးတမြို့အတိမ်ပိုက်လာရင်း1985ခုနှစ်ဧပြီလ18ရက်နေ့မှာတော့ကမ္ဘောဒီးယားရဲ့မြို့တော်ဖနန်ပင်ထိတိမ်ပိုက်နိုင်ခဲ့ပါတယ်။အဲဒီနေ့ကို3ည2 year 0လို့ကြေညာခဲ့ပါတယ်။ ခမနီတွေဟာဖနန်းပင်မြုပ်ကိုတိမ့်ပိုက်လိုက်ပြီးတာနဲ့တပြိုင်တည်းသူတို့ရဲ့ကြောက်မက်ပွဲအုပ်ချုပ်မှုကိုချက်ချင်းစတင်ပါတော့တယ်။တုံညာနဲ့ရီယဲဇီရိုလို့ကြေညာပြီး ကမ်ဘောဒီးယားရဲ့သမိုင်းကိုအစကနေပြန်စမယ်လို့ကြွေးကြော်ခဲ့တာ။တကယ်တမ်းသူတို့စလုပ်ခဲ့တာကတော့လူတန်းပေါင်းများစွာရဲ့အသက်ကိုရရဆက်ဆက်တပ်ပြက်ခဲ့တဲ့လုပ်ရက်တွေကိုစတင်လှုပ်ဆောင်ပါတော့တယ်။လူမဆန်သောအုပ်ချုပ်မှုနဲ့လူမျိုးတုံးတပ်ဖြတ်မှု ခမာနီတွေအာနာရပြီးတဲ့နောက်မှာသူတို့ရဲ့စစ်ကူးရင်ကွန်မြူနီနိုင်ငံကိုတိစောက်ဖို့အတွက်လူမဆန်တဲ့မူဝါဒတွေကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်။သူတို့ရဲ့ပထမဦးဆုံးလှုပ်ရက်တစ်ခုကတော့ဖနန်ပင်မြို့နယ်အခြားမြို့ကြီးတွေမှာနေထိုင်တဲ့လူတွေအားလုံးကိုကျေလက်ဒေတာစီတို့အတင်းအဓမ္မပြောင်းရွှေ့စေခဲ့ပြီးဒီလိုပြောင်းရွှေ့တဲ့အခါမှာလေ OAPC တွေကိုမယူဆောင်ခိုင်းခဲ့တဲ့အပြင်မိသားစုတွေနဲ့ပါခွဲခွာခဲ့ရတဲ့အတွက်လူပေါင်းများစွာဟာပင်မဆင်းရဲမှုနဲ့ ယောဂဝေဒနာတွေကြောင့်သိဆုံးခဲ့ရပါတယ်။ဒါအပြင်ခမာနီကောင်းဆောင်ပူပေါ်ဟာပြင်တက်မှာပညာတည်ယူခဲ့တဲ့ပညာတတ်ဖြစ်နေကစားနိုင်ငံအတွင်းမှာရှိတဲ့ပညာတတ်တွေဆရာဝန်တွေအင်ဂျင်နီယာတွေဆရာဆရာမတွေရှေ့နေပြီနိုင်ငံခြားဘာသာစကားပြောတတ်သူတွေနဲ့ညမှတက်သူတွေကစရန်သူလိုတတ်မှတ်ခဲ့ပြီးရဲရဲဆက်ဆက်တက်ဖြစ်ခဲ့ပါတယ်။ဘာသာရေးကိုလည်းလုံးဝပိတ်ပင်ခဲ့ပြီးဖုန်ကြီးเจ้าတွေ၊ဗလီတွေ၊ဖျားရှိကိုเจ้าတွေအကုန်လုံးကို စ်စစ်ပြစ်ခဲ့ပါတယ်။ကမ်ဘောဒီးယားတနိုင်ငံလုံးမှာလူပေါင်းများစွာကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တဲ့လူသက်ကွင်းတွေပေါ်ပေါက်လာခဲ့ပြီး S21 Trollsling ဆိုတဲ့အကျဉ်းထောင်ကတော့လူပေါင်းသိန်းချီမြန်မာနိုင်စက်တပ်ဖြတ်ခဲ့တဲ့နေရာမှာနာမည်အကြီးဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ခမာနီအုပ်ချုပ်ခဲ့တဲ့၄နှစ်တာကာလအတွင်းမှာကမ်ဘောဒီးယားပြည်သူ1.5တန်းကနေ3တန်းကြားထိအသက်တွေဆုံးရှုံးခဲ့ရပြီးဒါဟာနိုင်ငံလူအုပ်ရဲ့၄ပုံမှာတပုံနီးပါးထိ ညီမျိုးစုံနဲ့ခမနီတွေတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီကို့လူမျိုးကို့လူမျိုးတုံးတက်ဖြတ်မှုမှာတိုင်းရင်းသားလူနေစုတွေဖြစ်တဲ့ဗီယက်နမ်၊ချမ်နဲ့တခြားလူမျိုးစုတွေကိုလည်းပြစ်မှတ်ထားပြီးရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ပါသေးတယ်။ဗီယက်နမ်နဲ့တင်းမာမှုများမြင့်တက်လာခြင်းခမနီရဲ့ရက်ဆက်မှုတွေဟာပြည်တွင်းမှာတင်မရက်တက်သွားခဲ့ပဲသူတို့ရဲ့အင်ဒီနာချင်းနိုင်ငံဖြစ်တဲ့ VNM နိုင်ငံရဲ့နေဆက်ဒေတာတွေကိုပါချင်းချောက်လာပါတော့တယ်။ မာနီတပ်ဖွဲ့တွေဟာ VNN နေဆက်ဒေသတွေကိုမကြာခဏကျူးကျော်တိုက်ခိုက်ခဲ့ပြီး VNN ရွာသားတွေကိုပါတပ်ဖြတ်တာလူရက်တာတွေလှုပ်ခဲ့ပါတယ်။ VNN နိုင်ငံဘက်ကအစပိုင်းမှာတန်တမန်နီလန်းနဲ့ဖြည့်ရှင်းဖို့စ조사ခဲ့ပြီးမယ်။ခမာနီတွေကတော့လုံးဝဂီးမဆိုင်ခဲ့ပါဘူး။ VNN ဤကဲ့တင်ခြင်းခမာနီရဲ့ရက်စက်မှုတိုက်ခိုက်မှုတွေဟာ VNN ရဲ့နေမြေပိုင်နဲ့အမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ချိန်ချုပ်လာတဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပြီး အထူးသဖြင့်1988ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဗာချုပ်ကြီးရွာတပ်ဖြတ်မှုကတော့ဗီယက်နမ်တွေအတွက်အဓိကဒေါသထွက်စရာတစ်ခုဖြစ်ခဲ့ပါတယ်ခမာနီတွေဟာဒီရွာကလူပေါင်း3000နီးပါးကိုရရဲ့ဆက်ဆက်တပ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဗီယက်နမ်တွေအတွက်တီးခတ်နိုင်စွမ်းကိုကျော်လွန်သွားခဲ့ပြီးအမေရိကန်ကိုစစ်နိုင်ထားတာ၄နှစ်သာကြာသေးတဲ့ဗီယက်နမ်တပ်တွေဟာကမ်ဘောဒီးယားကိုစစ်ရေးအရဝင်ရောက်ဖို့1988ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာပဲဆုံးဖြတ်ချက်ချခဲ့တာ ဗီယက်နမ်တပ်တွေဟာအားတသိန်းခွဲတော်လောက်ဟာကမ္ဘောဂျားလူမျိုးရေးစစ်ပွဲလို့ခေါ်ဆိုတဲ့စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ဗီယက်နမ်တပ်တွေဟာခမာနီတပ်တွေကိုအလွယ်တကူတွန်းလှန်နိုင်ခဲ့ပြီး1989ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာဗီယက်နမ်တပ်တွေဟာဖနမ်ပင်မြို့တော်ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။အတိအကျပြောရရင်73ရက်ပဲကြာခဲ့ပါတယ်။ခမာနီဆိုရဟာပြည်သူတွေရဲ့ထောက်ခံမှုကိုလုံးဝမရရှိတော့ပဲအလုံးမင်းရက်ဆက်ကြမ်းကြုတ်ခဲ့တာကြောင့် VNN တပ်တွေဟာကမ္ဘောဒီးယားပြည်သူရဲ့ထောက်ပံ့မှုတွေကိုရရှိခဲ့ပြီးဒီစစ်ပွဲဟာလည်းညှဉ်းဆန်းခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပိုပေါ့ရဲ့ရက်ဆက်ကျဉ်ကျုပ်တဲ့ခမာနီအစိုးရဟာအပီးပိုင်ပြိုလဲသွားခဲ့ပြီးလူမျိုးတုံးတပ်ဖြတ်မှုဟာလည်းအဆုံးသတ်သွားခဲ့ပါတယ်။အစိုးရတဲ့နဲ့ခမာနီဤနောက်ဆုံးနေ့ရက်များခမာနီအစိုးရပြိုလဲသွားပြီးတဲ့နောက်မှာတော့ VNN ဟာကမ္ဘောဒီးယားမှာအစိုးရတဲ့တခုတီတောင်ဖို့ကူညီခဲ့ပါတယ်။အဲ့ဒါကတော့ ကမ္ဘောဂျာပြည်သူ့သမ္မတနိုင်ငံလို့ခေါ်တဲ့အစိုးရပဲဖြစ်ပါတယ်။ဒီအစိုးရကိုဗီယက်နမ်ကအပြည့်အဝထောက်ခံခဲ့တာနိုင်ငံကိုလည်းပြန်လည်ထူထောင်တည်ဆောက်ဖို့အတွက်စူးစမ်းပေးခဲ့ပါတယ်။ခမာနီရဲ့အင်အားစုတချို့ကတော့တော်တဲ့ကိုဆုံးခွာပြီးတယောက်ကြားစစ်ကိုဆက်လက်ဆင်နွှဲခဲ့တာဗီယက်နမ်တပ်တွေကလည်း1989ခုနှစ်ထိ10နှစ်ကျော်ကြာကမ္ဘောဒီးယားမှာဆက်လက်တက်ဆွဲထားခဲ့ပြီးခမာနီကိုနှိမ်နင်းဖို့အတွက်ကူညီခဲ့ပြီးမြေနိုင်ငံတကာရဲ့ဖိအားတွေကြောင့် VNN တက်တွေဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီးကမ်ဘောဒီးယားမှာလည်းနှစ်ပေါင်းများစွာပြည်တွင်းစစ်ကြီးဆက်လက်ဖြစ်ပွားခဲ့ပါတယ်1990ပြည်လွန်နှစ်အကုန်ပိုင်းတွေမှာတော့ခမာနီရဲ့အင်အားဟာတဖြည်းဖြည်းဆုံးယောက်သွားခဲ့ပြီးခေါင်းဆောင်တွေဟာလည်းတည်ဆုံးကုန်တာကြောင့်1996ခုနှစ်မှာတော့ခမာနီတွေဟာလုံးဝဆုံးသက်သွားခဲ့ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာရှိပါတယ်ဒါကနိုင်ငံတကာရှုမြင်ပုံပါ ဒီလောက်၄နှစ်လုံးလုံးကဘာကျော်လူမျိုးတုံးတက်ပြတ်နေတဲ့ခမာနီအစိုးရကိုဆုံးသက်ပေးခဲ့တဲ့ဗီယက်နမ်ကိုအနောက်နိုင်ငံတွေနဲ့အယုတ်နိုင်ငံတို့ကကျူးကျော်ဆစ်လို့ရှုံချခဲ့ကြပြီးခမာနီအစိုးရပြုတ်ကျသွားသည့်တိုင်ကဘာကူလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်ကခမာနီအစိုးရကိုသာကမ်ဘောဒီးယားရဲ့တရားဝင်အစိုးရဖြစ်ဆက်လက်အသိမှတ်ပြုခဲ့တာပါပဲဘလို့ပဲဖြစ်ဖြစ်ဗီယက်နမ်ရဲ့ဝင်ရောက်ဆော့ဖတ်မှုဟာလည်းညင်းပွားစရာရှိနေခဲ့ပေမယ့် လူတန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်ဆိုတာကတော့ဘယ်သူမှမငြင်းနိုင်ခဲ့ဘူးတကယ်လို့ခမားဆိုရင်ရောဘယ်လိုမြင်လဲဗီယက်နမ်တွေဟာကမ်ဘောဒီးယားကိုကျူးကျော်ခဲ့တာလားကယ်တင်ခဲ့တာလားအောက်ကကွန်မန်ပေါ့စဲမှာကိုယ့်ရဲ့အမြင်တွေကိုရေးသွားခဲ့လို့ရပါတယ်